ဘေးရင်ရေးမှကျူးသွားတယ်ကျွန်တော်မတော်ပြီတယ်ဆရာကျွန်တော်ကားနဲ့ပတ်သက်တဲ့ကွန်မတီတစ်ခုနာမည်ပေးခြင်းလို့အဲ့ဒါအတိကကတော့လုပ်ငန်းနာမည်နဲ့ဝန်ထမ်းတွေဝတ်ဆင်ရမယ်အင်ဂျီအယောင်လေးတရားရွေးချယ်ခြင်းတာပါဆရာကျွန်တော်ပါနာမည်ရွေးချယ်ပြီးသုံးပြရမယ့်အယောင်တွေရွေးချယ်ခြင်းတာလားကိုဟန်မြင့်ဆိုတော့ဟုတ်ပါတယ်ဆရာ ဒါကြီးရေးမကြည့်ပါဘူးဆရာဖြည်းဖြည်းသေးသေးရေးရှင်းထားပြီလို့ရပါတယ်အရေးကြီးတာကကျွန်တော်ချိန်ထားတဲ့ငွေကြေးတွေမြန်ပြန်လိုချင်ပါတယ်ရတာကရပါတယ်ဆရာဒါပေမဲ့ငွေလုံးမိတော့အောင်မြန်မြန်လေးလိုချင်တာပါအဲ့ဒါမြန်မြန်လေးရအောင်ရရလေးလိုချင်တာပါလို့ပြောပါကျွန်တော်ကအမြချိန်ထားတဲ့ငွေတွေကများလို့လားသူစီကိုချိန်ထားတာလည်းမေးလိုက်တော့ ဝေချစ်တာကရာဂဏတိရှိပါလေဆရာကျွန်တော်ကျေးဇူးရှင်ဆရာတိချစ်တာဆရာရဲ့ကျွန်တော်လည်းလုပ်ငန်းတွေမစသေးဘဲအတူတူဆိုပြီးရှင်းလိုက်တာမချေးလို့တော့မဖြစ်ဘူးကျွန်တော်ခုလိုပုံစံဖြစ်အောင်ဒီဆရာကပဲမိတော်မြောက်ပေးခဲ့တာခုဆရာကလည်းသူ့လုပ်ငန်းတွေတိတ်အဆင်မပြေတော့မပေးနိုင်ဘူးဖြစ်နေတာလို့ပြောပါတယ်ကျွန်တော်မှအင်းလေရအောင်လုပ်ပေးရတာပေါ့တစ်ဖက်ကငွေချေးတယ်ဆိုတာ အကြောင်းမျိုးမျိုးတော့ရှိကြတာပါပဲကိုယ့်ရဲ့ကျေးဇူးရှင်မိဘတွေလိုဖြစ်နေလို့ကိုယ့်ရဲ့ကျေးဇူးရှင်ဆရာလိုဖြစ်နေလို့ကိုယ့်ရဲ့ကျေးဇူးရှင်မိတ်ဆွေလိုဖြစ်နေလို့ဒီလိုပုံကမျိုးတွေကြမချေလို့မရနိုင်ပါဘူးကိုတက်နိုင်ရင်ချေရမှာမှန်ကန်တဲ့လုပ်ရပါတက်နိုင်ရသားနဲ့မချေရင်လေကျေးဇူးကံရရောက်ပါအဲ့ဒီလိုပုံကတွေကလေကိုတပည့်ပေါ်ချေတယ်ငားတယ်ဆိုတာအင်မတန်မှရှားပါတယ် ချင်းငါခဲ့ရင်လည်းအမြဲတမ်းဒုက္ခရောက်နေလို့ဖြစ်ပါလိမ့်မယ်ကိုချိထားတဲ့ငွေတွေပြန်ရဖို့ဆိုတာကလည်းတစ်ဖက်ကအဆင်ပြေနေမှာကိုပြန်ရနိုင်မှာဖြစ်ပါငွေချိထားတဲ့ငွေတွေတစ်ဖက်ကလည်းပေးခြင်းသိတာရှိရင်သူဟာဒီငွေတွေပြန်ပေးဖို့အင်ပဒံမကျိုးသားနေလိမ့်မယ်ကိုဟန်မြင်းလို့ပြောလိုက်တော့အဲ့ဒါဆိုရင်ဘလို့ရတရလုံးတင်လဲဆရာ ျွန်ုပ်ကကိုဟမ်းမြေတရားမှတ်တာကျွန်တော်အနေနဲ့နေ့နဲ့တစ်ခုကြည့်နေလားရရှိမြေနဲ့ရတဲ့အနေနဲ့ပြောပြမယ်တနင်္ဂနွေသားသမီးတွေဆိုပါတော့အခြားသူတွေစီငွေချေထတာလက်လွန်ထတာတွေများသေး၏စနေနံပွဲတော့ဖျားတက်စုစီစီသွားပြီးတော့စနေနံပန်းနေပေါင်းပြီးစနေနေ့ညနေမှာနေဝင်ခန်းကြီးမှာဖျားရှင်ကိုပူတော်ပြီးဆူတောင်းလို့ရပါတယ် ူတော်ရမယ့်ပုံစံကဘုရားတပည့်တော်တွင်ဝင်နေတဲ့သာသမီကိုလက်နမီရှင်သည်ဘုရားတပည့်တော်ဤဂဟပတိနိနဲ့ဖြစ်သောစနေနံပန်းတို့၏ဖြတ်ရှင်တို့၏ဂုံတို့ကိုယိမန်း၏ပူတော်ပါ၏ဤသို့ပူတော်ရသောကုသိုလ်စေတနာကြောင့်ဘုရားတပည့်တော်ဤပစ္စည်းဥစ္စာတို့သည်ဒီရလာတိုးတက်လာ၏အကျွေးများရရှိလာပါသည်ပြီးရင်ကိုအကျွေးပေးထားသူလုံငန်း၏အစဉ်ပြောင်းလဲမေတ္တာပို့ဆူတော်မှာဖြစ်ပါသည် အဲ့ဒီလိုပဲတနင်္လာသာသမီဆိုရင်လေအခြားသူတွေစီငွေချေထားတာလက်လွန်ထားတာတွေများသေးရင်ကြာသာပရိနံပွဲတော်ဖျက်တဆူဆူစီသွားပြီးတော့ကြာသာပရိနံပန့်နေစုပေါင်းပြီးကြာသာပရိနံညနေနေဝင်ခန်းဒီမှာဖျားရှင်ကိုပူတော်ပြီးဆူတောင်းလို့ရပါဖျားတပည့်တော်တနင်္လာသာသမီကိုယ်လက်နမရှင်သည်ဖျားတပည့်တော်ဤကဟာပတိနေနဲ့ဖျက်တော့ကြာသာပရိနံပန့်တို့ဖြင့် ဖျားရှင်ဤဂုံတော်တို့ကိုယိမ့်၌ပူဇော်ပါ၏ဤသို့ပူဇော်ရသောကုသိုလ်စေတနာကြောင့်ဖျားတပေတော်ဤပစ္စည်းဥစ္စာတို့သည်ဒီဧလာတုတက်လာ၏အကျွေးများရရှိလာပါသည်ပြီးရင်တော့ကိုအကျွေးပေးထားသူလုပ်ငန်းနေဆင်ပြေဖို့မေတ္တာပို့ဆူတော်မှာဖြစ်ပါကဲလို့ကြာသာပေးနေဘွဲတော့ဖျားမရှင်လေဖျားတက်ဆူဆူနောက်ရက်ကနေပူတော်လို့ရပါ အင်္ဂါသားသမီးဆိုရင်လေခြားသူတွေတင်ငွေချေးထားတာလက်လွန်ထားတာတွေများသေးရင်ရာဟုနံပွဲတော်ဖြတ်တုစုစီစီသွားပြီးတော့ရာဟုနံပန်းနေစုပေါင်းပြီးဘုရားဦးနဲ့ညက်နေနေဝင်ကနီးမှာ ဖြားရှင်ကိုပူတော်ပြီးဆူတောင်းလို့ရပါတယ်ဖျားတွေတော်အင်္ဂါသားသမီးကွက်လက်နံမီရှင်သည်ဖျားတပည့်တော်ဤကဟာပတိနေနဲ့ဖြစ်သောရာဟုနေနံပန်းတို့ဖြင့်ဖျားရှင်ဤဂုံတော်တို့ကိုယိမ်းမှန်း၏ပူတော်ပါ၏ ဤသို့ပူဇော်ရသောကုသိုလ်စေတနာကြောင့်ဖျားတပည့်တော်ဤကိစ္စဥစ္စာတို့သည်ဒီေလာတုတက်လာ၏အကျွေးများရရှိလာပါသည်ပြီးရင်ကိုကျွေးပေးထားသူလုံငန်းနေစင်ပြေသည်ဖို့မေတ္တာပူဆူတော်မှာဖြစ်ပါတယ်ရာဟုပွဲတော်ဖျားမရှိ၏ဖျားတဆူဆူအနောက်မြောက်ရဲကနေပူဇော်လို့ရပါဘုရားဥဒသမီးဆိုရင်လေအခြားသူတွေစီငွေချေထားတာ လက်လွန်ထားတာတွေများသေးရင်တောက်ကြံတံပွဲတော်ဘုရားတဆူဆူစီသွားပြီးတော့တောက်ကြံတံပန်းတွေစုပေါင်းပြီးတောက်ကြံနေ့ညနေနေဝင်ခါနီးမှာဘုရားရှင်ကိုပူဇော်ဆုတောင်းလို့ရပါတယ်ဘုရားတပည့်တော်ဗုဒ္ဓဦးသားသမီးကွက်လက်နမရှင်သည်ဘုရားတပည့်တော်ဤကဟပတိနေနဲ့ဖြစ်တော့တောက်ကြံတံပန်းတို့ဖြင့်ဘုရားရှင်ဤကုန်တော်တို့ကိုဤမှန်း၏ပူတော်ပါ၏ဤတို့ပူဇော်ရသောကုသိုလ်စေတနာကြောင့်ဘုရားတပည့်တော်ဤပြည့်စုံဥစ္စာတို့သည် ဒီရလာတိုးတက်လာ၍အကျွေးများရရှိလာပါသည်ပြီးရင်ကိုကျွေးပေးထားသူလုပ်ငန်းတွေဆင်ပြေသည်ဖို့မေတ္တာပို့ဆူတော်မှာဖြစ်ပါတောက်ကြံနေပွဲတော်ဖျားရှိရင်ဖျားတဆူဆူမြောက်ရက်ကနေပူဇော်လို့ရပါတယ်စနေသားသမီးဆိုရင်လည်းအခြားသူတွေတင်ွေချေတာ လက်လွန်ထားတာတွေများသေးရင်တနေ့ငနေနံပွဲတော်ဖျားတဆူဆူစီသွားပြီးတော့ တနုငနေနပန်းနေစုပေါင်းပြီးတနုငနေနေညနေနေဝင်ကနေမှာဖျားရှင်ကိုပူတော်ပြီးစုတောင်းလို့ရပါဖျားတပည့်တော်စနေသားသမီးကွက်လက်နာမည်ရှင်သည်ဖျားတပည့်တော်ဤကာပရီနေနဖြစ်တော်တနုငနေနပန်းတို့ဖြင့်ဖျားရှင်ဤဂုံတို့ကိုယီမဲ့ဤပူတော်ပါဤဤတို့ပူတော်ရသောကုသိုလ်စေတနာကြောင့်ဖျားတပည့်တော်ဤပြည့်စည်ဥစ္စာတို့သည်ဒီလာတုတက်လာ၍ကြွေးများရရှိလာပါသည်ပြီးရင် ကိုအကျွေးပေးတဲ့သူလုပ်ငန်းတွေစင်ပြေသူစူတောင်းမေတ္တာပို့ရမှာဖြစ်ပါတနည်းအနေနဲ့ပြောတော့ဘုရားမရှိရင်ဘုရားတည်းဆူဆူအရှိတောင်ရက်ကနေပူဇော်လို့ရပါဂျာသာပရိသတ်သမီးဆိုရင်လေချားသူတွေတင်ငွေချေထားတာလက်လွန်ထားတာတွေများသေးရင်တနည်းလာနဲ့ပွဲတော့ဘုရားတူဆူဆူစီသွားပြီးတော့တနည်းလာနံပါတ်နေစုပေါ့ပြီး တနေ့လာနေ့ညနေနေဝန်ကန်ဒီမှာဖျားရှင်ကိုပူဇော်ပြီးဆုတောင်းလို့ရပါတယ်။ဖျားတပည့်ရောကြာသာပရိသတ်ကြီးကိုလည်းနမရှင်သည်။ဖျားတပည့်ရောဤကာပတိနေ့နဲ့ဖြစ်တော့တနေ့လာနံပန်းတို့ဖြင့်ဖျားရှင်တို့ဤခွန်တို့ကိုယဉ်မိုင်းပူဇော်ပါ၏။ဤသို့ပူဇော်ရသောကုသိုလ်စေတနာကြောင့်ဖျားတပည့်ရောဤပစ္စည်းဥစ္စာတို့သည်ဒီရေလာတိုးတက်လာ၍အကျွေးများရရှိလာပါသည်။ပြီးရင်ကိုကျွေးပြထားသူလုပ်ငန်းနဲ့အစဉ်ပြေစီဖို့ မေတ္တာပူစုတော်မှာဖြစ်ပါတယ်။တနည်းလာနဲ့ဘွဲတော်ဘုရားမရှိရင်ဘုရားတဆူဆူရှေ့တောင်ရက်ကရှေ့ရက်ကနေပြီးတော့ပူဇော်လို့ရပါတယ်။ယာဟုသာသမီဆိုရင်လေအခြားသူတွေစီငွေချေထားတာလက်လွန်ထားတာတွေများသေးရင်ယေဂာနဘွဲတော်ဘုရားတဆူဆူစီသွားပြီးတော့ယေဂာနိနပန်းနေစုပေါင်းပြီးယေဂာနိညနေမှာ နေဝင်ကန်ဒီမှာဖြတ်ရှင်ကိုပူဇော်ပြီးစုတောင်းလို့ရပါတယ်။ ဖျားတပေတော်ရာဦးသားသမီးကွက်လက်နဲ့မရှင်သည်ဖျားတပေတော်ဤကားပတိနေနဲ့ဖြစ်တော်အင်းကနန်ပန်းလို့ဖြင့်ဖျားရှင်ဤဂုံတော်တို့ကိုယဉ်မှန်း၏ပူတော်ပါ၏ဤသို့ပူတော်ရာသို့ကုသိုလ်စေတနာကြောင့်ဖျားတပေတော်ဤပစ္စည်းဥစ္စာတို့သည်ဒီလာတိုးတက်လာ၍အကျွေးများရရှိလာပါသည်ပြီးရင်ကိုကျွေးပေးထားသူလုံငန်းနေစင်ပြေသည်ဖို့ဆူတောင်းမေတ္တာပို့အပ်မှာဖြစ်ပါအင်းကနန်ဘွေတော်ဖျားမရှိရင်ဖျားတဆူဆူရှိတောင်းရက်ကနေ့ ူဇော်လို့ရပါလိမ့်တောက်ကြသားသမီးဆိုရင်အခြားသူတွေတင်ွေချေထားတာလက်လွန်ထားတာတွေများသည်ဘုရုဏပွဲတော်ပြတ်တဆူဆူစီသွားပြီးတော့ဘုရုဏပန်းနေစုပေါင်းပြီးဘုရုဏညက်နေနေဝင်ခါနီးမှာဖျက်ရှင်ကိုပူဇော်ဆုတောင်းလို့ရပါလိမ့်ဖျားတပည့်တော်တောက်ကြသားသမီးကိုလက်နမရှင်သည်ဖျားတပည့်တော်ဤကဟာပတိနေနဲ့ဖြစ်သော ဗုဒ္ဓနိနပန်တို့ယေဘုရားရှင်ဤခွန်တော်တို့ဤမယေပူတော်ပါဤဤတို့ပူတော်ရသောကုသိုလ်စေတနာကြောင့်ဘုရားတပည့်တော်ဤပစ္စည်းဥစ္စာတို့သည်ဒီလာတွေ့တက်လာ၏အကျွေးများရရှိလာပါသည်ပြီးရင်ကိုကြွေးပေးတော်သူလုံငန်းနေဆင်းပြေသည်ဖို့မေတ္တာပူဆူတော်မှာဖြစ်ပါဗုဒ္ဓနံဘွဲတော်ဘုရားမရှိယေဘုရားတဆူသူတောင်းရက်ကနေပူတော်လို့ရပါတယ်ကဲနောက်ဗီဒီယိုဒီပုံမှာ ကိုဟန်မြင့်ကားနဲ့ပတ်သက်တဲ့ကုမ္ပဏီတစ်ခုအတွက်နာမည်ရွေးချယ်ပုံကိုပေါ်ပြပေးပါအားလုံးမမိတ်ဆွေများအကျွေးများရရှိလာနိုင်ကြပါသည်ခင်ဗျာ